11 plus ကကလေးတွေအကြိုက်ဒီဇိုင်းလဲစုံတယ်။ကင်တွေရကလည်းလွယ်ကူတယ်။ဖုံးကာဗာကလည်းလှပတေးတက်ပြီးတော့ခိုင်ခန့်တယ်။စာရွက်ရည်ပြည့်တယ်၊စိုက်ပြည့်တယ်။မင်းလည်းလုံးဝမပေါက်ဘူး။ခဲပြတ်သုံးရင်လည်းစာရွက်ကဘယ်တော့မှတွန့်ချင်မသွားဘူး။မှစုပဲရေရင်စရင်မဲရေရင်ကြိုက်တာရေ11စာရွက်ချောလို့စာရင်းရင်လည်းတွက်တယ်။ကြောင်းအတွက်ပဲ3-3၊ရုံးအတွက်ပဲ3-3။ plus ဆိုရင်တော့11အကောင်းဆုံးပဲ။ ိန်ခုံမှုတွေရင်ဆိုင်မှုတွေများတဲ့လောကကြီးမှာလူသားတွေကိုအသက်ရှူထွက်ပေါက်ထူးနေတဲ့သူတို့ရဲ့စိတ်တွေနှလုံးသားတွေကိုနူးညံ့သိမ်မွေ့စေတဲ့အရာကတော့ဂီတအနုပညာကထိတ်ဆုံးကပါဝင်နေပါဗျ။ဟုတ်ပါတယ်။ဒီဂီတအနုပညာကိုချစ်ခင်မြင်လို့တဲ့သူတိုင်းကဘယ်တော့မှမယိုင်မှုဆိုတဲ့စကားအတိုင်းပဲဒီယမင်းတို့အရှင်သန်နေထိုင်ရတဲ့ကမ္ဘာမြေကြီးမှာလူသားတွေကိုနူးညံ့သိမ်မွေ့လာအောင်နောက်ပြီးတော့စိတ်ချမ်းသာအောင်လို့တနည်းတစ်ဖုံနဲ့ထောက်ပံ့ကူညီပေးနေတဲ့ဂီတအနုပညာရှင်တွေဆိုတာကလည်းဒီလူအတိုင်းဝိုင်းမှာဆိုလို့ရှိရင်အ धिक အရေးပါတဲ့နေရာတစ်ခုကိုရောက်ရှိနေပါပြီ။ဒီတစ်ပတ်ရဲ့11 interview အစီအစဉ်မှာဆိုလို့ရှိရင်လည်း ပရိသတ်ရဲ့အားပေးချစ်ခင်မှုကိုအမြောက်များရရှိထားတဲ့တည်ထောင်ရှင်ကိုမနောနဲ့တွေ့ဆုံမှုအတွက်ရမင်းနဲ့ကိုဆက်ကစီစဉ်ထားပါတယ်။ဟုတ်ပါတယ်။ပြီးတော့ကိုမနောရေမင်္ဂလာပါဗျ။ဟုတ်ကဲ့မင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါ။အခုအားပေးနေတဲ့ပရိသတ်ကြီးကိုကျွန်တော်တို့11 broadcasting ကနေပြီးတော့နှုတ်ခွန်းဆက်တာပေးပါအောင်ဗျ။ဟုတ်ကဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါရှင်ကိုမနောရဲ့ပေါ့နော်အခုလက်ရှိလှူရှားမှုတွေအကြောင်းဒါရင်မင်းတို့ပြည်သက်ကိုအရင်ပြောပြလိုက်ရအောင်ရှင့်ဟုတ်ကဲ့အဲအခုကတော့ကျွန်တော်ဒီကြံပြီးမှခွေးစသွင်းဖို့လုပ်နေပါတယ်အဲပွဲလေးတွေတော့နည်းနည်းနားထားပြီ နားပြီးတော့ကျွန်တော်ချမ်းမြေပါတိမေခွေလေးက BCD လက်ဆတ်တက်ဖို့လုပ်နေပါတယ်ကျွန်တော်ဘောင်းနေလို့လူချမ်းရယ်နှွေသချင်းလေးရယ်ချမ်းမြေပါတိမေဆိုတဲ့သုံးပုတ်ကြံတာပေါ့ BCD ရိုက်ဖို့အဲ့ဒါလေးသုံးပုတ်ကိုအခုအဲကျွန်တော်တို့ဟွာလောက်ဆိုစရပြီးငားလာပိုင်းထဲမှာလက်ဆတ်တက်မယ်ပေါ့ဟုတ်ကဲ့ဒီကျွန်တော်တို့ဝါဝါရင်းလောက်မှာထွက်နိုင်အောင်ကြိုးစားနေပါတယ် ဟုတ်ကဲ့ပါရှင်ဒီဖုံးအောင်တင်တချင်းဆိုလို့ပေါ့နော်မှတ်မှတ်ရရဆိုလို့ရှိရင်ယမင်းတို့ဒီပြီးခဲ့တဲ့တစောင်းတိုင်းကာလတုန်းကကစမယ်ထင်တယ်နော်ဟုတ်တယ်ဒီတနိုင်ကလုံးနှီးပါပေါ့နော်ဒီကထိန်ပွဲတော်တွေလုပ်တဲ့အချိန်မှာဒီဖုံးအောင်တင်ဆိုတဲ့တချင်းကအရန်ကိုဒါနာမည်ကြီးပြီးတော့ကြော်ကြားခဲ့တယ်အဲ့တော့ဒီတချင်းလေးကိုအကိုသိဆိုပြတဲ့အကြောင်းလေးကိုလည်းယမင်းတို့ပြပြပါအောင်ဒီတချင်းလေးကတော့ဘယ်လိုပြောရမလဲဆိုတော့ဒီတိတဟာအောင်စီကိုကျွန်တော်တို့လက်ဖက်ရည်သွားတော့တာပေါ့တကယ်ချင်းဆိုတော့သွားတာသွားတော့တကသူကဒီတချင်းလေးရေးထားတော့ တကယ်ဒါလေးမင်းအဲ့အဆင်ပြေမယ်ထင်တယ်တဲ့ဆိုကြည့်မလားဆိုနားထောင်ကြည့်လိုက်တော့ပျော်စရာလေးပေါ့နော်တခြင်းလေးရတော့ညအဲ့ဆိုစုံမယ်ကွာလို့ဆိုပြီးတော့သူနဲ့ကျွန်တော်နဲ့ကျွန်တော်တို့ The Same Music Band နဲ့တော့တိုင်ပင်ပြီးတော့တခါတည်းတီးလိုက်တာတီးပြီးတော့ကဲပါလို့ခွေထွက်တာအထက်တော့စေ online ပဲကျွန်တော်တို့ free free တင်ပေးလိုက်တာပေါ့နော်ကျွန်တော်ပေးကာနေမယ်တင်ပေးလိုက်တာအတိုင်းပဲ online နဲ့ထွက်ပြီးတော့ပြိဿချိန်သွားတာပေါ့နော်အဲ့လိုပါ ိုက်သွားတယ်မိတ်ကလေးရဲ့နင်းမိုက်ကျယ်ကိုလူချမ်းမြင်ပေမဲ့ဘယ်ကတော့နှူပါလဲချစ်တတ်တဲ့မိတ်ကလေးရဲ့စွဲလန်းကကြီးလွန်နေလူချမ်းနေတဲ့ကတော့မခိုင်ပါနဲ့ကျွေးပြီကွယ်ကျွေးပြီကွယ်မိတ်ကလေးရဲ့ကိုယ်ကိုယ်တနာပါကွယ်ဟုတ်ကဲ့ပါအကူအဆဆိုလို့ရှိရင်ပေါ့နော်ဒီအကူရဲ့တချင်းတွေကဒါထူးထူးခြားခြားပုံစံလေးတွေပါတယ်ဗျအဲ့ဒါအကူဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုစိတ်ကူးမျိုးနဲ့တချင်းတွေကိုရွေးချယ်လဲဆိုတာလဲပြည့်တဲ့တွေပြောပြပေးပါဦး ဟုတ်ကျွန်တော်တို့ကတော့ကျွန်တော်တို့အကြိုက်ဆုံးသွားတဲ့လမ်းကြောကတော့ alternative ပေါ့နော် alternative ဆိုတော့ကျွန်တော်တို့မြန်မာတန်စင်လုပ်လည်းပဲ alternative ပဲသွားမယ်လीအဲ studio လုပ်ရင်လည်းပဲ order ဥစားပေးသွားတာဘာလို့ဆိုတော့ကွဲလွဲပြီးတော့အစ်စ်ဖန်တီးရတာကိုကျွန်တော်တို့ကသဘောကျအဲတော့ကျွန်တော်ရဲ့ဒီတဟောင်းတော့စားဖို့စားဖို့သွားဖို့သွားဖို့ပေါ့နော်အဲကြတော့တယောက်ကြောင့်တယောက်တည်တဲ့ခါကျတော့အဲကျွန်တော်တို့ alternative ဘိုင်းကိုဥစားပေးပြီးသူကလည်းရေးပေးတယ် ပြီးရင်ကျွန်တော်ကလည်းအဲ့လိုမျိုးသချင်းအဆန်းကိုပဲဦးစားပေးရွေးပြီးတော့မှဆူဖြစ်တယ်အဲပြီးတော့ပြိတ္တအတွက်အစ်စ်လေးဖြစ်မဲ့အရာလေးရွေးချယ်ပြီးဆိုတာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးသဘောလေးနဲ့ကျွန်တော်တို့ဖန်တီးမှုလေးတွေကတော့ဟိုတီးတဲ့နေရာမှာလဲပလေယာတွေကိုကျွန်တော်တို့ကတရားနဲ့တရားကရင်မချင်းစုံပြီးမှတီးကြတယ်အားလုံးခေါင်းချင်းဆိုင်ပြီးမှဟုတ်တယ်အဲ့တော့တရားနဲ့တရားဖြစ်ချင်တာလေးညှိပြီးမှပုံဖော်ပြီးတော့အနုပညာဖြစ်ဖို့အဲတချင်းပေါ်မှာလောဘမကြီးပဲနဲ့တချင်းလေးတောင်းတာလေးနဲ့ညီမြအောင်ဘယ်လန့်ကဲအောင်လေးတခြားတခြားလေးဖန်တီးကြပါလေအဲ့ဒါကြောင့်လဲ တချို့နေရာလေးတွေတော့အဲ့လိုမျိုးအစ်စ်လေးတွေတွေ့ရမှာပေါ့ဟုတ်ကဲ့ပါကိုအကိုရဲ့ဒီဘောအောင်နေတက်ချင်ရပါတော့ယမင်းတို့သတိထားမိသလောက်ဆိုလို့ရှိရင်ရန်ကုန်တို့မန္တလေးတို့အဲ့လိုမျိုးကြီးနေတယ်မကဘူးပေါ့နော်ဒီမြန်မာနိုင်ငံတဝမ်းလုံးမှာအရန်အောင်မြင်ခဲ့တယ်ပေါ့နော်အဲ့ဒါကြတော့ဒီတက်ချင်းနဲ့ကဘယ်အကြောင်းအရာပေါ့ပရိသတ်ရဲ့အကြိုက်နဲ့ထပ်တူညီသွားလို့အခုလောက်ထိအောင်မြင်သွားတယ်လို့အကိုထင်နေရှင်ဟုတ်ဒီတက်ချင်းကတော့အဲပြောရင်တော့အများကြီးပေါ့နော်အဲ့တော့အဲအကြောင်းအရာတစ်ခုတစ်ခုစီတော့ဆက်ဆက်မှုရှိနေမှာပါရှိလဲရှိပါတယ်ဘာလို့လဲဆိုတော့ တင်းဆရာအရင်ဆုံးဖန်တီးလိုက်တဲ့ရေတောင်မြစ်ကိုကသူကခိုင်းနိုင်နေပါတယ်လေရှင်မဘောင်တင်လိုလူချမ်းကြီးဆိုတော့ဘောင်တင်ဆိုရလဲမြန်မာနိုင်ငံမှာတော့အကုန်လုံးနှိပါတိကြတာပေါ့နော်ခလေးဟုတ်တယ်နာမည်ကြီးပြီးသားပြဆက်တော့အဲ့ဒီတခုဆိုတော့အဲ့ဒါလဲလူရဒီနာမည်ကိုလွှတ်ရပြီးသားတစ်ချက်ရဲ့နောက်တစ်ခုကကျွန်တော်ဗျဝိပြတကျွန်တော်မြို့ဦးသားနဲ့ကျွန်တော်ဟိုပေါ့ကွန်တရာရေတမုတ်ဆိုရလဲလဲပါလာတာပေါ့နော်အဲ့ဒီဇလန်းလေးရဲ့သဘောတရားလေးတွေကဟာလေးလဲခိုင်းနိုင်လေးတွေပါလာရဲ့ပြီးတော့သူက ဟိုကောင်မလေးကိုမထီးနဲ့မိုင်းဟင်ထွက်ခဲ့ဆိုတဲ့ဟာလေးကအပြင်ဟိုဗလက်စကားလေးပေါ့နော်အဲအဲ့လိုစကားလေးနေနဲ့သူကကောင်မလေးနဲ့ပတ်သက်လာရင်သူကအားလုံးကိုဟိုသူကစွန့်စားမယ်ဆိုတဲ့သဘောလေးကိုပေါ်ပြထားတာပေါ့နော်အဲ့ဒါကြောင့်ဟိုယောက်ျားလေးတယောက်မိန်းကလေးကိုချစ်ရင်တော်တော်များများဒီလိုမျိုးစိတ်တော့ရှိကြတယ်လीရှိကြရတော့အဲဘသူဘယ်ယောက်ျားလေးပဲဖြစ်ဖြစ်ငါဘဝနဲ့လူချမ်းကြီးဆိုတော့အဲဂုံယူပြီးပြောချင်ကြတဲ့ လေးထားတော့ကျွန်တော်လည်းယောက်ျားလေးဆိုတော့ရှိပါတယ်အဲအဲ့လိုသဘောလေးဆိုတော့ဒီတစ်ချင်ကယောက်ျားလေးအတွက်လည်းညီစီတယ်ပြီးတော့မင်းကလေးအတွက်ကလည်းသူ့ဘုံမှာအဲ့လိုအာဂိုတကြီးနဲ့အဲ့လိုအဲ့လိုမျိုးကြမ်းကြမ်းတန်းတန်းလူကြီးอ่ะအဲ့လိုနှလုံးသားနုနုလေးနဲ့ချစ်ပြတဲ့အရာလေးကိုဟိုမင်းကလေးတိုင်းခံကျင်တယ်လေဒီဘုံမှာဒီသဘောတရားလေးတွေကိုသူကအားလုံးဘဲလန့်ကိုက်ဆိုတာမင်းကလေးဘက်ကလည်းကြိုက်စီတယ်ယောက်ျားလေးဘက်ကလည်းသဘောကျစီတယ်ပြောလို့တင့်တော်တဲ့တခြင်းလေးပေါ့အဲ့လိုမျိုးဖြစ်တဲ့အခါ အဲအဲ့လိုကန့်ကြီးတာလေးတွေနဲ့သူကစုံသွားတာ music ဖန်တီးတာလေးကလည်းအသက်ဆန်းလေးဖြစ်တယ်ပြီးတော့မြမာတန်လည်းမဟုတ်ဘူး studio တန်လည်းမဟုတ်ဘူးကာပြားလေးအဲ့ကျတော့သူကရှေ့မီနောက်မီရှေ့ရခက်ကလူကြီးတွေလည်းလက်ခံလို့ရတယ်လို့နောက်ခုပေါ်နေတဲ့လူငယ်လေးတွေအတွက်လည်းနားထောင်လို့ရတဲ့ music style လည်းဖြစ်သွားတာတခုရဲ့အဲပြီးတော့အဲဒီချင်းလေးကခလေးလေးတွေနားထဲမှာလွယ်တကူရောက်စေတဲ့စကလုံးဖြစ်တယ်တော့ခလေးလေးတွေကြိုက်မယ်ဖွင့်မယ်ကမယ်ဆိုတော့နားရင်နားရင်နဲ့ပူပူပြီးတော့အောင်မြင်သွားတယ်လို့တော့ကျွန်တော်ထင်တာပေါ့နော် ်အဲ့လိုအဲ့လိုထင်ပါတယ်ဟုတ်ကဲ့ပါခုဒီတချင်းကနောက်ပြီးတော့ထူကြတာပေါ့နော်ဒီလိုမျိုးစိတ်ခံစားချက်ပေါ့တချင်းဆိုတဲ့အချိန်မှာအခုဒီတချင်းကိုအရန်အသက်ဝင်အောင်တနိုင်ငံလုံးအတိုင်းအတာကြိုက်သွားအောင်လို့အခုဘလို့ခံစားချက်နဲ့ဒီဆိုလိုက်ကြလိုက်တာမူပေါ့နော်မူကတော့ယူရတာပဲအငားမူပေါ့နော်အငားမူဆိုတော့ကိုကိုကိုဘူအောင်နေထင်သွားတော့အင်းဘူအောင်နေလောက်ရတော့တာလေဟုတ်ကဲ့တော့ကျွန်တော်ဘူအောင်နေလောက်ပြီးတော့နုနုနယ်နယ်လေးကိုတွေးပြီးတော့အဲ့လိုဆိုရတော့တာပဲဟုတ်ကဲ့အမှတ်တရနေနေရောဒီသချင်းသွင်းတဲ့အချိန်မှာ ဗါရီအမှတ်တရရှိခဲ့တယ်ဗျ။အင်းဒီတစ်ချင်းသင်တဲ့ချိန်မှာရှိပါတယ်ဘာလို့ဆိုကျွန်တော်ရရရတာပေါ့နော်ကျွန်တော်ကဘဝနဲ့ပြဿက်ကိုကျွန်တော်အရင်ကြိုက်တယ်အရင်ကြိုက်တယ်အဲကျွန်တော်ကဘဝနဲ့ဟိုကျွန်တော်ပြဿက်လို့မထင်ဘူးတကယ်ရှိရလို့ထင်တာအဲရေးရှေ့ရရေးခဲ့တဲ့ရှင်တုံးပပရှင်တုံးပြအောင်အရင်တော်တယ်ပြောရမှာကျွန်တော်တကယ်ရှိတယ်ထင်တာအဲ့တော့အဲ့ဇလိုင်းနားထောင်ပြီးတော့ကျွန်တော်ကဘဝနဲ့ညိုသဘောကျတယ် ဲ့တော့သူရည်တာတွေကိုကျွန်တော်အရန်ကြည့်တယ်သူကဘယ်တုံးနဲ့ရည်ထားတာကျွန်တော် height နဲ့လည်းသူကရည်နိုင်တယ်အဲ့ကျသူကရည်တဲ့ခါမှာသူကဘယ်ကနေစရည်လာရည်လာသူက dreamiver ရဲ့သဘောတဘာဝဆင်းတော့သူကအဲ lower နဲ့ height တက်တက်လာတဲ့ခါကျတော့အဲ့ရည်တာကိုကျွန်တော်ဟွာလောဟွာလောခံစားတဲ့လောက်ရည်ရတယ်ကျွန်တော်သဘောကျမဲ့အဆင်မျိုးမရမချင်းစိတ်တိုင်းကြမရကျွန်တော်မရမချင်းကျွန်တော်သူကရည်ရည်တဲ့နေရာမှာနည်းနည်းလေးခတ်တယ်ကျွန်တော်တို့ရည်ထားတာဘယ်တုံးနဲ့ရည်ထားတာပေါ့နော်ဘယ်ဘယ်တန်းဆိုမှအဆင်ပြေတဲ့ဟာပေါ့အဲ့တော့ဘယ်နဲ့ရည်ရတော့အဲ့ရည်တဲ့နေရာမှာ အဲကျွန်တော်ရည်ထားတာတွေကိုပြန်နှားထောင်ရင်းနဲ့တော်တော်ဦးတက်နေအောင်ရည်ရတယ်။အဲအဲ့လိုအဲ့လိုမတရားဖြစ်စီပါတယ်။ဟုတ်ကဲ့ဒါဆိုအကိုတလက်စားတဲ့ကြုံတော့ဒါရမင်းတို့ရောပြိသက်ကောတစ်ခါတော့ရည်ပြပါလား။ဒါစိတ်တိုင်းကြမှာဖြစ်လေရပါတယ်။မြစ်တလက်စားအနေနဲ့ပြိသက်ကိုလည်းပြန်ပြောတော့။อืมအဲ့လိုတက်တက်ရည်ပြမယ်တော့နည်းနည်းခက်တာ။ကျွန်တော်ရည်ကြရတာဦးရတယ်။ချင်းတိုင်ပြရမလား။ငါကဘူအောင်တင်း။ဟုတ်ကဲ့ဒါပဲဆက်စုံလိုက်။ ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ကဲ့ဒါเนาะဒါပြိတ္တတွေကိုဟာအခုရဲ့မြစ်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုမနောကိုရင်တာသူကိုရင်ရည်ပြသွားခဲ့ရပါဟုတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုနောက်ပြီးတော့အကူကပေါ့နော်ဒီတချင်းတွေရွေးချယ်တဲ့အခါမှာကောင်းသလိုအခုအရင်တော့ဆိုလို့ရှိရင်လည်းကိုလှန်ဦးမော်ရုံးနဲ့ပေါ့နော်အခုစတာဘူးချင်းတချင်းတွေစဆိုတဲ့အချိန်မှာ alternative တချင်းတွေကိုဆိုတာရတယ်ပါနော်ဟုတ်အဲ့ဒီအကြောင်းလေးလေးနည်းနည်းပြောပြပြပါအောင်အင်းကျွန်တော်ကတော့ alternative crazy ပဲကျွန်တော်ကျွန်တော်ကိုလှန်ဦးမော်ကိုအရန် crazy ဖြစ်တယ်ဒိုးလုံးကလည်း crazy ဖြစ်တယ် ကျွန်တော်ကျွန်တော်တို့ကကျတော့ဟိုကျွန်တဲ့ဂီတာကျွန်တဲ့နုပညာရှင်နေလာတော်တော်ကြိုက်တယ်အကုန်လုံးနားတော့ဒါပေမဲ့ကျွန်တော်အရင် crazy ဖြစ်တာတော့ကျွန်တော် alternative ပေါ့နော်အဲဒါကြောင့်အဲဒီ alternative ကျွန်တော်တို့မြန်မာနိုင်ငံမှာ alternative အရင်ကောင်းတဲ့နော်မာကိုလိုင်းမော်ကြီးကိုဒိုးတော့တော့တမ်းရှိတော့လေအဲ့တော့ကိုလိုင်းမော်ကြီးကိုကျွန်တော်ကျွန်တော်ခွေလုတ်တဲ့ချိန်မှာအခုညီလေးဒီလိုထုတ်နေတယ်ညီလေးဂီတာကိုတစ်ချက်နားထောင်ကြည့်ပြပါဦးကျွန်တော်ကိုကိုကြီးအားဖြစ်ပါဦး ဆိုတဲ့ခါမှာ तू ကကျွန်တော်ချင်းနားထောင်နေအဲ့မှာ तू အားဖြည့်ပြီးတော့အင်းနေထဲမှာပေါ့နော်ကျွန်တော်တို့ရွာတို့နောက်ပြီးတော့ဒီတနခါလေးနဲ့မောင်းချစ်သူတို့ပြီးတော့ဒီမိချောပေါ့နော်ဒီတချင်းလေးရေဆိုလို့ရှိရင်ဒါမြမယူရပွဲတော်လေးတွေနောက်ပြီးတော့မြမယူရဒလေးစရိုက်လေးတွေထင်ဟန့်နေတဲ့တချင်းလေးတွေပေါ့အဲ့တော့အကိုအနေနဲ့ဒီမြမယူရဒလေးစရိုက်တွေနဲ့ပတ်သက်ပြီးတော့လဲခံစားမှုတစ်ခုခုရှိမှာထင်တယ်ဟုတ်ရှိပါတယ်ကျွန်တော်တို့ကတော့အမ်မန္တလေးမြို့မှာကြီးပြင်းပြီးတော့နေမှာမွေးတာပေါ့နော်ကျွန်တော်တို့မန္တလေးမြို့နဲ့နီးတဲ့မိုင်၄၀ဝန်းကျင်နီးတဲ့ ရွာတရွာမှာမွေးပါတယ်။ရတိရွာမှာမွေးတယ်။အဲ့ဒီကျွန်တော်ဟိုကျွန်တော်တို့ကနေတဲ့ချင်းတွေကိုကျွန်တော်ရှင်ဘက်ထဲမှာကိန်းအောင်နေပြီလေ။ကျွန်တော်တို့ကြီးပြင်းလာတဲ့မြန်မာတန်တွေကြီးပြင်းလာတာပေါ့။ကျွန်တော်ဖားခင်နေရတယ်မြန်မာတန်တွေပဲကြိုက်တာဆိုတော့တိုနေဆိုအောင်တိုနေတိမ့်တန်အကုန်လုံးအကုန်လုံးမြန်မာတန်ဆိုအားလုံးဖွင့်ပါတယ်။အဲ့ဒီအရင်ကြိုင်းတဲ့ကျွန်တော်တို့ကမြန်မာတန်ကိုကြိုက်တယ်လေ။အောင်သူတို့မင်းအောင်တို့ကစပေါ့။အားလုံးနားထောင်ပါတယ်။အဲ့လိုကြိုင်းရင်းနဲ့အာကျွန်တော်ဘဝမှာအမတ်တရအနေနဲ့မြန်မာတန်တခွေတော့ထုံးမယ်လို့ရည်ရွယ်ထားတာရှိပါတယ်။အဲနောက်တစ်ခုက ဟိုအကောင်းဆုံးရှုံးသမားဆိုတဲ့ကျွန်တော်တို့ဂီတစာသုံးမောင်ကြီးမောင်ရေးထားတဲ့အချင်းလေးကိုဦးလွန်မိုးဆိုတာလေးနားထောင်ပြီးတော့ကျွန်တော်နွားလေးတွေအတွက်အဲ့ဒီအချင်းလေးကိုကျွန်တော်တို့ငငယ်လေးကလေးအဆူချင်းတာပေါ့နော်အဲကျွန်တော်မြန်မာတန်ထုတ်ရင်တော့ဒီအချင်းလေးကိုပေါင်ထုတ်မယ်ဆိုပြီးတော့ကျွန်တော်မြန်မာတန်ကိုလှုပ်ဖြစ်သွားတာပြီးတော့တရေးဆရာတဟအောင်ကသူ့ရွာမှာနေနဲ့မြန်မာတန်ရေးထားတာလေးတွေငါဘုလို့ရှိတဲ့ခါမှာတနခါလေးမောင်ချစ်သူရဲ့ကျွန်တော်တို့ရွာရဲ့သူရေးထားအဲကျွန်တော်ခုခုဒုတိယခုထပ်လှုပ်မဲ့ခွေထဲမှာပဲ ခြံထားတဲ့အချင်းရှိတဲ့21ရာသူနင်းစည်းဆိုတဲ့အချင်းနဲ့ရှိတယ်သူစီကကျွန်တော်ကြိုဝယ်ထားတဲ့အချင်းတွေအဲ့အချင်းတွေကခုခွေထဲမှာဟိုဟာလေးဖို့တော့ပါသွားပြီပေါ့နော်ထိုးလိုက်တာအဲ့တော့သူရေးထားတဲ့အာငငယ်လေးလုံခဲ့တဲ့နှစ်ဟိုလောက်ကရေးထားတဲ့အာ59နှစ်20ဝန်းကျင်ရေးထားတဲ့အချင်းတွေအခုကျွန်တော်တို့ရွာတို့ဆိုတော့ကြာပြီတဏ္ဍာခန်းလေးနဲ့မောင်းချက်သူဆိုတော့အော်ဒါပေမဲ့အခုချိန်ထိတော့အဲဒီဆင်းကဟုတ်တယ်လူငယ်လေးခံစားလို့ရတယ်လူကြီးလည်းခံစားလို့ရတယ်အကုန်လုံးအွေတိုင်းခံစားလို့ရနိုင်တယ်ပေါ့နော်ပထမဦးဆုံးစရည်တဲ့အချင်းတွေပေါ့ဟုတ်ကဲ့ဟုတ် ဒါဆိုရင်ကောင်းပြီကိုဆယ်အခုဆိုလို့ရှိရင်ကိုမနောရဲ့တချင်းနေအကြောင်းယမင်းတို့ပြောလာတာနည်းနည်းများပြီဆိုတော့ကိုမနောပေါ့နော်ဒီဂီတလောကတွေကိုစပြီးတော့ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုလည်းဒါယမင်းတို့ပြန်ပြီးတော့မြည်ကြအောင်ဟုတ်ကျွန်တော်ဂီတလောကတွေကိုစဝင်လာတော့ဘယ်လိုပြောရမလဲဆိုတော့အရင်ကတော့ဝါသနာတအားပါတော့လေအဲကျွန်တော်ဘယ်ဘဲသွားသွားဘယ်လာလာကျွန်တော်ညပိုင်းနေအပြင်သွားတယ်ဆိုရင်ဇက်ဘွေးတွေ့ရင်ကျွန်တော်ဇက်မန်နေဂျာကိုကျွန်တော်တငယ်ချင်းတွေပြောခိုင်းပြီးတော့ခွင့်တောင်းပြီးတော့ အဲကျွန်တော်ကတောင်းဆိုတာနှချင်းတွေဝင်းဆိုတာဆိုင်းဆိုရင်ရွာမှာလူတယ်ဆိုလဲကျွန်တော်ရွာမှာအလူသွိုင်းနဲ့ဝင်းဆိုတာကျွန်တော်မနေနိုင်ဘူးအဲ့လိုအဲ့လိုအဲ့လိုဆိုတယ်ညညဆိုရင်လဲကျွန်တော်တချင်းဟိုတရားဖို့သုံးဖို့ခက်ကြရလीဟုတ်ကဲ့ကျွန်တော်တို့ဆိုလာတာဝါသနာကြီးတာဝါသနာကြီးတာအဲ့တော့ကျွန်တော်ပတ်စံလေးတွေစုပြီးတော့ခွေလုံနိုင်လုံမယ်ဆိုရည်ရထားတဲ့အရာလေးကအဲကျွန်တော်ရွေလေးရလာတဲ့ခါမှာပတ်စံလေးစုမိလာတဲ့ခါမှာ ခွေသွင်းပြစ်သွားတာပေါ့အဲ့မှာလက်ချောင်းများကိုထုတ်ပြစ်တာဟုတ်ကဲ့ပါဒါဆိုဂီတလောကတွေကိုစမှုဝင်လာခင်မှာပေါ့နော်အခုအတွက်ကြုံခဲ့ရတဲ့အခက်အခဲတွေလည်းပြပြပေးပါဦးอืมကျွန်တော်တော့ကအစိမ်းကြီးလေအဲဒီဂီတလောကတွေကိုဝင်လိုက်တဲ့ခါမှာဒီလောကတွေနဲ့ပတ်သက်တဲ့အရာဘာမှမသိထားဘူးကျွန်တော်တို့ထင်ထားတာတွေနဲ့လည်းတခြားသည်ကျွန်တော်ဝင်လိုက်တဲ့သချင်းတွေကလည်းကျွန်တော်ကြိုက်လို့တာဝယ်တာကျွန်တော်ဆိုတော့မဆိုနိုင်ဘူးအဲပြီးတော့မဆိုတတ်ဘူးအဲ့ကြတော့ကျွန်တော်တို့ကကိုပိုင်ဟန်နဲ့တွားရတော့မဲ့အနေထားတစ်ခုမှာ အဲတချင်းနေပုံမှာမကျွမ်းကျင်ဘူးလေချင်းကမှုမကျွမ်းကျင်တော့အဲဟိုခုချိန်ဒီတီဗီမှာပယ်ထားတဲ့ချင်းတွေပုံ20လောက်ရှိတယ်အဲအဲ့လိုမျိုးတွေနေနာဆုံးရှုံးမှုတွေလည်းအများကြီးရှိတယ်ငွေနဲ့ပတ်သက်ပြီးရောအဲကျွန်တော်တို့အားလုံးပေါ့နော်အချိန်နေရောအများကြီးဆုံးရှုံးခဲ့ရတယ်ပြီးတော့ခက်ခဲတာကျွန်တော်တို့ကမန်လေးကနေရန်ကုန်ထိလာလောက်ရတယ်အဲတုန်းကကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ကိုနှစ်ဆယ်နှစ်လောက်ကဆိုတော့မန်လေးမှာမရှိဘူးပါမရန်ကုန်လာလောက်ရတာပေါ့အဲ့လိုခက်ခဲတွေအများကြီးကြုံတွေ့ရပါတယ် ဟုတ်ကဲ့ရှင်နောက်တစ်ခုပရိသတ်တွေစိတ်ဝင်စားမယ်လို့ယမင်းထင်တာကြတော့အကိုရဲ့နာမည်ပေါ့နော်မနောဆိုတာကဒါနာမည်အရင်းမဲ့လားဒါမှမဟုတ်ရှင်အမှုပညာနာမည်လားပေါ့နော်အမှုပညာနာမည်ဆိုရင်လည်းဘာဖြစ်လို့ဒီမနောဆိုပြီးတော့ပေးပြခဲ့ရလဲဆိုတော့ပရိသတ်ကိုတော့သိချင်မှာနော်ဟုတ်တယ်ပြပြပေးပါအောင်ဟုတ်အဲကျွန်တော်ရဲ့နာမည်ချင်းကတော့ကိုမင်းစောပါအဲကျွန်တော်မနောလို့ပေးပြတာကတော့စိတ်ပေါ့နော်ကျွန်တော်တို့လူလောကကြီးမှာစိတ်ကအရေးကြီးဆုံးပဲကျွန်တော်တို့ဗုဒ္ဓရဲ့လမ်းစဉ်ကစိတ်ကိုပဲခြေခံပြီးမှတရားဟောထားတာလေအဲ့တော့ကျွန်တော်တို့စိတ်တွေဖြူစင်ရင်လည်း ဖြစ်စင်းနေတာဒီစိတ်ပဲကောက်ကျင်နေတဲ့ဒီစိတ်ပဲမို့လို့စိတ်ကရေးကြီးလို့မနှောလို့ပြေပြတာပါဗျာဟုတ်ကဲ့ပါဒီတော့တလက်စာတွေကိုဒါစိတ်စိတ်ဆူတဲ့စကားပြောလိုက်လို့ပေါ့နော်အကူကတခခုအခက်ခဲကြုံတွေ့လာတဲ့အချိန်နည်းနည်းစိတ်ညစ်စရာကြီးကြုံလာတဲ့အချိန်မှာဘလို့ပုံစံမျိုးဖြည့်ဖြောက်လဲဆိုတာပြောပြလိုက်ပါအောင်ဟုတ်ကဲ့အဲကျွန်တော်တို့ကြုံတွေ့ရတာပေါ့ဗျာဒီလောကကြီးမှာအများကြီးပဲကျွန်တော်ကြုံတွေ့တိုင်းကျွန်တော်အများရန်သွားလေးရှိတယ်ကျွန်တော်ကျွန်တော်တို့ကြောက်တော်ကြီးဖះကျွန်တော်တို့ဥပိန္ဒနာလေးရပါတော့เนาะကြောက်တော်ကြီးဖះမှာကျွန်တော်ဝစ်သွားဖြေတာပေါ့တပြက်စီးသွားလဲတယ် အဲကျွန်တော်အဲ့မှာဘုရားရှင်ကိုမြတ်တာပို့တယ်ပြီးရင်ဆော်တော်မြတ်စီဒီနဲ့လည်းနှီးတယ်လေကျွန်တော်ဆက်မှုဆောင်မှာမန္တလေးဆက်မှုဆောင်မှာနေပါတယ်အဲအဲ့ဒီနာနှီးတဲ့ကျွန်တော်ဘုရားတွေမှာသွားပြီးတော့တပြက်စီလဲတယ်ဘုန်းကြီးเจ้าတွေမှာတပြက်စီသွားလဲရင်လည်းမြတ်တာပို့ရင်လည်းအဲ့ဖြစ်နေတဲ့စိတ်ဒုက္ခပြဿနာတွေဖြေရှင်းဖို့လို့ကျွန်တော်ဆူတောင်းတယ်အဲ့နှီးနေပဲသွားပါတယ်တကယ်ကိုငြိမ်းချမ်းတဲ့ပြီပါမယ်နော်ဟုတ်ကဲ့ဒီဖရားရဲ့တရားရဲ့ကိုခေလုံပြီးတော့မှဒါစိတ်စိတ်ကိုဖြေတာပေါ့နော်ဟုတ်တယ်ဗျနမုဆင်တော့ပူဆိုးကုန်ပါလေ အချမ်းလေးနဲ့ဆိုတော့ဟုတ်ကဲ့ပါပြီးတော့အခုခုနပြောတဲ့ထဲမှာအခုနောက်ထပ်ထွက်ထုတ်မဲ့ခွေဆိုရလဲကျွန်တော်တို့ကြားလိုက်ပါတယ်ပြီးတော့အခွေနာမည်ပြောပြလို့ရရင်ပြောပြ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 ီးတော့အဲ့ခွေထဲမှာဘလို့တခြင်းအမျိုးအစားတွေဘလို့ပုံစံမျိုးတွေကိုစမ်းသစ်ထားမလဲဆိုတော့လဲတက်လက်စာပြောပြပြပါဟုတ်နောက်ထပ်ကတော့ဟိုအခုချမ်းမြေပါတယ်မေလူမြန်မာတန်းဟိုကာပြားဝပါတဲ့ခွေရတော့ဟာတခြင်းစုထားပြီးပြီတခြင်းစုထားပြီးပြီအဲ့ရတော့ကျွန်တော်တို့ချမ်းမြေပါတယ်မေခွေထဲမှာထဲ့မဲ့စဲစဲကိုမထည့်ဖြစ်ပဲနဲ့ခြံထားပြီးတော့မှ ဟိုအချင်းလေးတွေလည်းကြံသေးတယ်ရှိတယ်ဟိုအခုလောလောဆယ်ကကျွန်တော်စီစဉ်နေတာကတော့ချမ်းမြေပါသိမေခွေ BCD ပြီးရင် ကျွန်တော်ထုတ်ပေးခြင်းနဲ့ဟိုတေးဆရာတဟအောင်ရယ်တေးဆရာခေကိုရယ်ကျွန်တော်နဲ့ကနဝူးလက်တွဲခဲ့တဲ့သူတွေပြီးတော့ကျွန်တော်အော်ခုတရှင်ကျွန်တော်အစ်တစ်တွေဝယ်ထားတဲ့တရေးဆရာဆောင်းဟုံပါမယ်ပြီးတော့အတင်ရမပါမယ်ပြီးတော့ကျွန်တော်ရယ်ကျွန်တော်တို့၅ဦးအတွက်အဲကျွန်တော် ကျွန်တော်မှလည်းကျွန်တော် producer လုပ်ပြီးတော့ခွေးထုတ်มาပေါ့เนาะအော်နောက်တစ်ခုကကျွန်တော်သိချင်တာပါเนาะဒီ အနုပညာရှင်တွေဆိုတာကဒါပြိတ္တမရှိလို့မဖြစ်ဘူးဗျာနော်ပြိတ္တကြောင့်ရက်တီလာတာဖြစ်တဲ့အတွက်ကြောင့်အခုအနေနဲ့လည်းပြိတ္တတွေနဲ့ပတ်သက်ပြီးတော့အမှတ်တရတွေရှိရင်ပြောပြပါအောင်ဗျာရှိတယ်ဘာလို့ဆိုတော့ကျွန်တော်ကနေရှုဝဲများဆုံးဆိုဖြစ်တယ်လीနေရှုဝဲများဆုံးဆိုဖြစ်တော့ကျွန်တော်တို့ကျွန်တော်မအောင်မြင်ခင်ကပေါ့လက်ချောင်းမြခွေထွက်တော့ကျွန်တော်ပွဲပွဲလေးဆိုကျွန်တော်ပွဲပွဲစီစဉ်တဲ့လူတွေပေါ့နော်အခုလက်ရှိနာမည်ကြီးတဲ့ပွဲစီစဉ်သူတွေကိုကျွန်တော်ကျွန်တော်ခွေလေးတွေပေးပြီးအခုကျွန်တော်ဟို ငွေကြီးရေးမကြီးပါအောင်ကျွန်တော်ပွဲလေးတွေခေါ်ဆိုပေးပါလို့ပြောတယ်ခုချိန်ထိခုချိန်ထိဘောနော်ကျွန်တော်ပြောခဲ့တဲ့သူတွေနဲ့အဲ့လိုမျိုးအခချင်းငွေမယူဘဲနဲ့ခေါ်ဆိုဖို့အဲ့တော့ကမအောင်မြင်ချိန်ထိကျွန်တော်မကလန်းခဲ့ဘူးကျွန်တော်ဆိုချင်လို့တော့ပွဲလေးတွေရှိရင်ကျွန်တော်မျှော်လင့်တယ်ကျွန်တော်အလကားဆိုမှလေဒါပေမဲ့ပြိတ္တမရှိရင်ဆိုလို့မရဘူးစိတ်မတက်လို့မရအဲ့မှာကျွန်တော်တို့အတွက်အရန်ကိုခံစားရတယ် ဘယ်လောက်ပဲနှူးပညာဖြစ်အောင်လုပ်လို့ပိတ်သက်မရှိရင်သူတို့ကလည်းကျွန်တော်တို့စင်မတင်ပြီးလို့မရအောင်အဲ့အပေါ်မှာပိတ်သက်အရန်ရေးကြီးတယ်ကျွန်တော်တို့အခုတွားနေရနေနေရဲရဲကျွန်တော်ပွဲပေါင်း180ဝန်းကျင်ရှိပြီအဲ့ဒါတွေကကျွန်တော်ကိုပွဲစီတင်သူတွေကခေါ်တာမဟုတ်ဘူး contract ကခေါ်တာမဟုတ်ဘူးပိတ်သက်ကခေါ်တာတေချာတာတကူကပိတ်သက်ကခေါ်တာပဲပိတ်သက်တောင်းဆိုမှသူတို့ကျွန်တော်တို့ငားမှာတေချာတာသူတို့ရဲ့ဈေးဆိုင်ပြီးလဲငားမှာမဟုတ်ဘူးသူတို့ချစ်မြတ်နိုးလို့လဲတင်ပေးလို့မရဘူး ျွန်တော်တို့အားနာပြီးတော့လည်းလုတ်ပေးလို့မရဘူးပြိတ္တကကလည်းခေါ်မကိုကျွန်တော်တို့လာရောက်ခွင့်တိဆိုခွင့်ရှိတာပါအဲ့ဒါကြောင့်ပြိတ္တအရင်ကြီးကြီးတယ်အခုဆိုလို့ရှိရင်ဒါကွန်မန်တော့လည်းမအားတဲ့ကြားရနေပြီးတော့ယမင်းတို့ဖြည့်ပေးခဲ့ရလဲတော်တော်များပြီဆိုတော့နောက်ဆုံးနေနေပေါ့နော်အခုလည်းကွန်မန်တော့ပြိတ္တအကြောင်းကြီးလည်းပြောနေရဆိုတော့အခုဒီ11 progress ရနေပြီးတော့မှကွန်မန်တော့ကိုတိရှိအားပေးနေမယ်ပြိတ္တအတွက်ပေါ့နော်စကားလက်ဆောင်လေးဒါပြောပေးပါအောင်ဟုတ်ကဲ့အဲခုလိုတိရှိနေတဲ့ပြိတ္တကြီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ စီးပွားလက်လာပါမယ်တွေ့တတ်ကြပါသည်အနုပညာဟုချင်းမြွေညညာပါသည်ဘာလို့ဆိုတော့ကျွန်တော်တို့အတန်အရေးကြီးပါလေဗျာအဲ့တော့ဒီအတန်လေးတွေနားထောင်ရင်းနဲ့ကျွန်တော်တို့အဲနှလုံးသားလေးနုနယ်ပြီးတော့မောများပြေနိုင်ကြပါစီလို့ကျွန်တော်ပေးပါတယ်ချင်းစုကြပြူရဲ့မိုးတဲ့တွေ့ရမင်းကိုနေမလား ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့သိလို့သမျှကိုဖြည့်ချပေးရတဲ့အတွက်ကျွန်တော်တို့11 progression နဲ့ပြီးတော့အခုကျေးဇူးအများကြီးတင်ပါတယ်11ရုပ်တန်းကြီးနဲ့ဒီတက်မကစတဲ့တကူအောင်မြင်ပါစီလို့ဆုတောင်းပေးပါရစေဗျာဟုတ်ကဲ့ရှင့်ပြည့်ရစနေပြပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့11 interview ဆိုတဲ့အစီအစဉ်ကနေပြီးတော့လူကြိုက်များတဲ့နှစ်ခြိုက်တဲ့တနိုင်ငံလုံးအားပေးတဲ့အမှုပညာရှင်ကိုမနောရဲ့ဒီတာဘုရားဖြတ်သန်းမှုတွေနဲ့သူ့ရဲ့အောင်မြင်ခဲ့တဲ့အခြေအနေအကြောင်းကိုကျွန်တော်တို့မေးမြန်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးအားပေးခဲ့ကြတဲ့11ရုပ်တံပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။